ပြင်ဆက်လက်မဝှထုထဲမှာကျွန်တော်နာမည်ကိုလေပြေလို့ပေးထားတာကျွန်တော်တခြားနာမည်ပြောင်းဖို့စဉ်းစားသေးတယ်ဒါပေမဲ့နောက်ဆုံးဒီလေပြေလေပြေဆိုတဲ့နာမည်ရပဲအသင့်တော်ဆုံးဒီ character နဲ့အလိုက်ဖက်ဆုံးဖြစ်နေတယ်ဘဝမှာတစ်ခုခုကိုဆုံးဖြတ်ခက်ခဲနေပြီဆိုအလုံးလိုက်တော့လိုက်လေပြေလေပြေဆိုတော့ဒီတခြင်းကလည်းကိုသားကြီးကလည်းကျွန်တော် idol ဗျာကျွန်တော်တိတ်ကြွရတယ်ဘယုတ်ဆောင်ဥညိထုတ်ကလည်းသူ့ကြောင့်ကျွန်တော်ကဂီတကို စွဲမဲ့လာတာကျွန်တော် idol ဆိုတော့ဒီသချင်းကလည်းကျွန်တော်ရဲ့ဟိုအမြဲတမ်းဒီဒီဟိုဟုတ်တယ်ဒီနန်ရိုးတွေကြားထဲမှာရှိနေမှာပေါ့နော်ခံစည်းလေးတွေတပြတ်ပြတ်လောက်ခတ်သွားဒီရလေးတွေမြေပြင်မောက်ခါရင်းရှိမြတ်တွေရဲ့ ီဆို edit လုပ်နေတဲ့အချိန်ကျတော့ငါဒီသချင်းတော့တုံးကျင်နေဆိုပြီးတော့ဆရာစောခုဆဲကိုခွင့်တောင်းပြီးတော့မှအဲဒါဒါပေမဲ့ကျွန်တော်လေပြေဆိုတော့ main ကလေးဘက်ကနေငါမျက်မျက်ကိုစူခိုင်းခဲ့ပါတယ်လေပြေမတိတ်စိတ်ဆိုပြမယ်မထင်ပါဘူးဒီဇဝင်ကန်လိုအပ်ချက်အရာကျွန်တော်ဒီမှာတပိုက်လေးဆိုထားပါတယ်ဒါကဟိုကျွန်တော် ကျွန်တော်ဆိုတာကဒီကျွန်တော် idol ရဲ့ခြေပြားမိဖို့မပြောနဲ့ခြေရာတော့မမိဘူးအဲ့တော့ကျွန်တော်ဆိုဖြစ်မယ်မထင်ပါဘူးကလာတခုလုံးဟာချမ်းလုံးသွား ော့ပဲရှိမလဲဗျာကျွန်တော်တို့အဲတောက်လျှောက်ကိုဟိုလေးပြင်ကျင်လိုက်ဒီဟာလေးပြင်ကျင်လိုက်အသံလေးတိုးကျင်လိုက်ကျယ်ကျင်လိုက်နဲ့နောက်ဆုံးရုံပေါ်ရောက်မှပဲကျွန်တော်တို့ကစိတ်ဒုံဒုံချရတာပါဒါပေမဲ့အခုကတော့ဒါမိတ်ဆွေတွေရော colleagues တွေရောပြည်သက်တွေရောအားလုံးပြပြပြီဆိုတော့ဒါကတော့ final version ဖြစ်သွားပါပြီနောက်3ရက်နေရင်ပြရမှာဆိုတော့ကျွန်တော် immediate စိတ်လို့ရှားနေပါတယ်ဗျာ ောက်ကိုလိုက်ပါဘဝမှာတစ်ခုခုကိုဆုံးဖြတ်ခက်ခဲနေပြီဆိုရင်ဘယ်လိုမှမနိုင်တော့ဘူး Mem don't let you just go me ပြတ်တော့စိလေးတောက်တာကြမ်းမိုက်တော့မကောင်းလေပဲရှော့တော့ပါလားကိုမောချစ်တယ်စိုးခဲစီမြဲစီပါကြည်ပြလေပြတကယ်ချစ်ခဲ့啊မဟုတ်ဘူးငါမင်းစစ်တူမဟုတ်ဘူးကိုပြောတော့ဘသူ့ဟောမှာမချစ်ခဲ့ဘူးပါအောင်ဆို ဒါပေမဲ့ဒီတစ်ခုတော့မောမပြောရလို့ကိုဖုံးကွယ်ထားလို့မိပါဘူး။မတင်နိုင်ဘူး။ဒါတော့မတင်နိုင်ဘူး။အခုလည်းနေကိုဖိုင်လုံးလာတော့တာ။လူတယောက်ကိုချစ်ဖို့ဆိုတာမလွယ်ဘူးကို။ချစ်ပြီးသားလူတယောက်ကိုပြန်မချစ်ဖို့ဆိုတာပုံပြီးတော့မလွယ်ဘူး။ငါမဆက်လို့ရမှာလဲပြော။ငါမဆက်လို့ရမှာလဲ။အာကျွန်တော်အပြင်ကဆိုင်းဆိုင်းကတော့အမှုပညာအလုပ်တွေဝယ်ဆက်ပြီးတော့ လှုပ်ချင်နေတာပါအဒီ dialogue တွေကတော့လေပြည့်အတွက်သီးသန့်ဖြစ်ပါတယ်အာတချင်းဆိုမယ်ရုပ်ရှင်ရိုက်မယ်ခင်ဗျာဒါပေါ့ကျွန်တော်ကရုပ်ရှင်ရိုက်တာနဲ့တချင်းဆိုတာကိုကျွန်တော်ကဝါသနာပါတာဟုတ်အစ်ကားရည်လည်းရိုက်ပါလားတခြားဆက်ရုပ်နဲ့ပြင်ချင်တာမျိုးလည်းရှိတော့ဘယ်လိုစဉ်းစားထားရရှိလဲအာ

နောက်ဆုံးဒီလေးပြေလေးပြေဆိုတဲ့နာမည်ကပဲအသင့်တော်ဆုံးဒီ character နဲ့အလိုက်ဖက်ဆုံးဖြစ်နေတယ်။အဲ့ဒါရိုက်ပြီးတဲ့အချိန်ကျတော့မှကျွန်တော်ဒီလေးပြေလေးပြေဆိုတော့ဒီတချင်းကလည်းကိုသားကြီးကလည်းကျွန်တော် idol ဗျာကျွန်တော်တိတ်ကြွရတဲ့သရုပ်ဆောင်ဦးညီထွတ်ကလည်းသူ့ကြောင့်ကျွန်တော်ကဂီတကိုစွဲမဲ့လာတာကျွန်တော် idol ဆိုတော့ဒီတချင်းကလည်းကျွန်တော်ရဲ့ဟိုအမြဲတမ်းဒီဒီဟိုဟုတ်တယ်ဒီနန်ယိုးတွေကြားထဲမှာရှိနေမှာပေါ့နော်အဲ့တော့ ကျွန်တော်လေးပြေးလေးပြေးဆိုပြီး edit လုပ်နေတဲ့အချိန်ကျတော့ငါဒီသချင်းတော့သုံးကျင်နေဆိုတော့ဆရာစောခုဆဲကိုခွင့်တောင်းပြီးတော့မှအဲဒါဒါပေမဲ့ကျွန်တော်လေးပြေးဆိုတော့ main ကလေးဘက်ကနေငါမျက်မျက်ကိုစိုးခိုင်းခဲ့ပါတယ်လေးပြေး ျွန်တော်စုံပြစ်မယ်မထင်ပါဘူးဒီဇက်ဝင်ကန်းလိုအပ်ချက်အရာကျွန်တော်ဒီမှာတပိုက်လေးစုထားပါတယ်ဒါကဟိုကျွန်တော်ကျွန်တော်ဆိုတာကဒီကျွန်တော် idol ရဲ့ခြေပြားမိဖို့မပြောနဲ့ခြေရာတော့မမိဘူးအဲ့တော့ကျွန်တော်စုံပြစ်မယ်မထင်ပါဘူးအချစ်ဆိုတာသူကိုနာမှရှိရှိမရှိရှိကိုရင်ထဲမှာအမြဲတမ်းရှိနေတဲ့အရာပဲ မစီစစ်ပါဘူးဗျာကျွန်တော်မှဟိုလုံးနိုင်တဲ့ဟိုဟာ အချိန်အချိန်ပေါ့နော်အချိန်ပဲပြောရမှာပါပဲအာပြီးတော့တခုတခုကျွန်တော်ကဟိုသရုပ်ဆောင်ပဲလုပ်တယ်ဆိုရင်တော့ဒါသရုပ်ဆောင်တာဝန်ပေါ့နော်ကျွန်တော်ကကြတော့သရုပ်ဆောင်ကျင်တာလည်းပါတယ်လို့ဖန်တီးကျင်တာလည်းပါပါတယ်အဲတော့ရုပ်ရှင်ဖန်တီးမယ်ဒါဆိုရင်ဟာနောက်နောက်ခံဂီတတွေရောပါအဲ့ဒီတကားလုံးပေါ့ကျွန်တော်ခုနကတော့ဟိုပြောလိုက်မိတယ်လို့မျိုးပါပဲ producer ဆိုတာကစိတ်ကူးရင်အိမ်မက်တဲ့သူပါစိတ်ကူးအိမ်မက်တဲ့သူဂျန်နဲ့ ဒီ director ကကြတော့စိတ်ကူးတွေကိုအကောင့်ထဲပို့ပေးရတဲ့သူရိုက်ကူးပေးရတဲ့သူ ပြီးတော့အဖွဲ့သားတွေအားလုံးကတော့ဒီစိတ်ကူးထဲမှာပါဝင်ရတဲ့သူပေါ့အဲကျွန်တော်ကကျွန်တော်ရဲ့ဝါသနာကိုကသချင်းမဖြစ်ရုပ်ရှင်မဖြစ်ဖန်တီးထုတ်လုပ်ချင်တာပါအဲ့အတွက်ကျွန်တော်အချိန်နေအများကြီးပေးနေရတာဖြစ်ပါတယ်ဟုတ်အဆင်ပြေတယ်လို့ပါပဲဘလို့စင်ကောင်းမလဲပေါ့နော်လူကြီးကြီးလည်းပါတယ်ဆိုတော့ဒီဟိုကိုရဲ့ဟိုသူစီနီယာကိုရှေ့ဆုံးမှာထားလိုက်တဲ့သဘောပါပဲဒါဘာမှအရေး ကျွန်တော်တို့ကတော့ခေါင်းထဲမှာတော့မရှိဘူးဘာလို့လဲဆိုတော့အဓိကဒီဟာဖန်တီးဖို့ကအဓိကဟုတ်ဘယ်လိုပဲရေးရေးလေးဒီထဲမှာပါဝင်တဲ့သူတွေအားလုံးကကျွန်တော်တို့ခုနကတုန်းကတေစားဖြည့်တယ်လို့မျိုးဒါဘောလုံးတသိန်းလေးဆိုတော့တပွဲလုံးကစားတဲ့လူရှိမယ်ဒုတိယပိုင်းမှာဝင်လာတဲ့လူရှိမယ်အာအချိန်ပိုကြမှာဝင်လာတဲ့လူရှိမယ်ဒါမဲ့ကျွန်တော်တို့အသင်းနိုင်မှုကအဓိကပဲကျွန်တော်တို့ရုပ်ရှင်ကကျွန်တော်တို့ပရိသတ်ရဲ့ရင်ဘတ်ထဲကိုရောက်သွားဖို့ကအဓိကပါပဲဟိုဘယ်နံပါတ်ပဲဝတ်ကစားဝတ်ကစားအဓိကတော့ โกဖို့ပဲခင်ဗျာဟုတ်ဟောပြင်ဆက်လက်မိုးပဲဖြစ်ဖြစ်ပဲဇက်ကားပဲဖြစ်ဖြစ်ဒီရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရရင်ကျွန်တော်တို့မှာအရင်းအနှီးတွေရှိပါတယ်ဒါပေမဲ့အခုကတော့အဲတပတ်မှာကားတက်နှစ်ကားတင်နေတယ်ဒီအတွက်သမ္မတယုံမှာဆိုရင်ဒီတောက်ကြာနေပြမယ်ဆိုရင်ပွဲချိန်၄ချိန်ရှိရမှာနှစ်ချိန်ရတကားနှစ်ချိန်ရတကားဆိုတော့ကျွန်တော်တို့အတွက်ဟိုဒီထိုင်ခုံရေအတွက်ကအကန့်အသတ်ရှိလာပါတယ်အဲ့တော့ရနိုင်မဲ့ပြန်ရှာနိုင်မဲ့ ဟိုဒီဟိုဟာငွေကအကန့်အသတ်ရှိလာတဲ့အချိန်မှာဒီကျွန်တော်တို့အမှုပညာရှင်တွေကိုငွေထုတ်ပေးမဲ့ producer တွေကကြတော့ဟိုဟာဒီအကျိုးအမြတ်မရှိဘူးဆိုရင်ဟိုတဖြည်းဖြည်းနဲ့ producer တွေညော့နေလာမယ်အဲအဲ့လိုမျိုးတော့ဟိုရှိပါတယ်အကျွန်တော်ကတော့ယူယူမိုက်မိုက်နဲ့ရိုက်နေတာပါပဲအဲ့ကျွန်တော်အဲ့ဒါသိမသိဘူး ကျွန်တော်ရိုက်ချင်တာ ਉਹ ကျွန်တော်ရဲ့အမှုပညာကကျွန်တော်ဟိုကျွန်တော်ဆိုခြင်းတဲ့တခြင်းနေရှိတယ်ဒါကိုကျွန်တော်ပြိသက်ကိုဆိုပြခြင်းနဲ့ပြီးရင်ကျွန်တော်စိတ်ကူးရင်လိုက်တဲ့ဟိုအိမ်မက်တွေရှိတယ်ကျွန်တော်ရဲ့ရင်ခုန်တန်တွေရှိတယ်ခံစားချက်တွေရှိတယ်ဒီအောင်ရေးလိုက်တယ်တချို့တခြင်းတွေလည်းပေါက်တယ်တချို့တခြင်းတွေလည်းပြိသက်နဲ့ထပ်တူမကြဘူးဒီလိုမျိုးပဲအမကြတဲ့ဟာရှိမယ်ကြတဲ့ဟာရှိမယ်ကျွန်တော်တော့ကြစီခြင်းပါတယ်အာ အနီးဆက်ဆုံးကျွန်တော်ရဲ့ဖန်တီးမှုကကျွန်တော်ပြိသက်တင်တဲ့အနီးဆက်ဆုံးဖြစ်စေချင်ပါတယ်ဇူလိုင်လ၄ရက်နေ့မှာရုံတင်ပါမယ်တပတ်ပဲတင်ရမှာဖြစ်တဲ့အတွက်တောက်ကြစနေတင်းငွေမှာ ကျွန်တော်ယုံနေမှာရှိပါမယ်ကျွန်တော်နဲ့အတူတူလာကြည့်ပေးပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်